နတ်ပြည်ပြမပြည်တကယ်ရှိရလားဒီမိခွင်ဟာဥဇင်းတွေရဲ့သိပ္ပံလောက လူသားလောကမှာဇဝိဇဝါဖြစ်စေတဲ့မိခွင်မှာဒီမိခွင်ရဲ့အဖြစ်ကိုဘုန်းကြီးတို့ကျေးဇူးရှင်ဆရာ တပေကံပေကြီးနေတဲ့အသည့်ကျန်းစာမှာထုံးလုပ်ပြီးတော့ဖြည့်ချပေးပါမယ်။နတ်ပြည်ဂျမပြည်များထင်ရှားရှိတယ်ဆိုတာကိုတတ်တော်ထင်ရှားမြတ်စွာဘုရားကိုရိုတိုင်းနတ်ပြည်ဂျမပြည်တို့ကြွတော်မူခြင်း တကောကြီးရန်တာအရှင်သူမြတ်များတို့ကြောက်တော်မူခြင်းတတော်ထင်ရှားမြတ်စွာဘုရားရှိစဉ်ကနေ့ဒီတခါတည်းရန်တူးချင်းဖြစ်စေတခါတည်းရန်အဆူအဝေးလိုက်ဖြစ်စေမြတ်စွာဘုရားတန်အဖူးအမျိုးတရားနာလာခြင်းတို့ကိုပါဠိအထာကထာတွေမှာတွေ့ရပါတယ် လောကသဘာဝဓမ္မတွေကိုလိလာကြည့်မယ်ဆိုရင်လည်းပဲလောကသဘာဝဓမ္မတွေညာနဲ့လိုက်မမီအောင်ဆန်းကျဲတာတွေတွေ့ရတယ်။သဘာဝဖြင့်တည်ရှိနေတဲ့သက်ရှိတတ်မဲ့တ attva တို့ဟာအဲ့ဒီတ attva တွေရဲ့ထူးဆန်းပုံဟာပခရီးမျက်စိပဲမမြင်ရပဲညံပြင်းတာတွေ့မြင်နိုင်တဲ့ຢာတွေလည်းအများကြီးရှိပါတ ဒါကြောင့်ဒါဒါရီယာနှစ်ပြည်ဂျမပြည်ထင်ရှားရှိတဲ့တာရကတွေဖြစ်ဖြစ်ပါတယ်မိမိတို့ကိုယ်တိုင်ဗဂတိမျက်စိနဲ့မမြင်ရလို့မရှိလို့ဆိုခြင်းဟာဒါလောကတဘာဝကိုညှင်းပယ်သူများနဲ့အလားတူတူပါတယ်သူတို့ဟာ ဒီ net ဂျမာတွေမမြင်မတွေ့ရလို့မရှိလက်မခံတာအပြင်တမလွန်ဘဝဆိုတာကိုလည်းပဲသူတို့ညှင်းပယ်ကြပါတယ်တမလွန်ဘဝညှင်းညှင်းပယ်တဲ့အပြင်တန်ត្រာကိုလည်းပဲလက်မခံကြပါဘူးဒီနေရာမှာတမလွန်ဘဝဆိုတာမှာ မျက်မြင်လူတိတ်ဆန်ဘဝရင်မကပဲလူတို့ရဲ့ဗကတိမျက်မျက်စိနဲ့အမြင်နိုင်တဲ့ဘဝများစွာ ရှိပါသေးတယ်။အဲ့ဒီဘဝများစွာထဲမှာနတ်ဘဝ၊မြမဘဝတွေလည်းပါခဲ့ပါတယ်။နတ်ဘဝ၊မြမဘဝတွေလည်းရှိတယ်ပေါ့။ဒီဘဝတွေကို ဗုဒ္ဓအစရှိတဲ့ဉာဏ်ထူးရှင်များဟောကြားချက်ကိုနာယူမှတ်သားခြင်းဖြင့်ရှိကြောင်းလက်ခံကြရပါတယ်ဒီလိုလက်ခံတဲ့အခါမှာအထောက်ထားမဲ့မဟုတ်ဖ ೇನೆ အထောက်ထားများစွာဖြင့်ဒါဘုန်းကြီးတို့လက်ခံယုံကြည်ထားပါတယ် အဘိဓမ္မာမှာကုသိုလ်၃မျိုးရှိပါတယ်ကာမဝဆရာကုသိုလ်မဂ္ဂုတ်ကုသိုလ်လောကုတ္တရာကုသိုလ်လို့၃မျိုးမှာညဗုဒ္ဓဤချခဲ့တဲ့နီလန်းမှန်စွာကျင့်သူမှာအမြင့်ဆုံးလောကုတ္တရာကုသိုလ်မဂ္ဂကိုရပါတယ် ဒီလောကုတ္တရာကုသိုလ်မတ်ကနိဗ္ဗာန်ဓာတ် အထုမြတ်တဲ့အာယုံကိုခံစားရခံစားရတယ်မိတ်အကျိုးဖူချမ်းတာကိုခံစားရတယ်အဲ့ဒီမညံဖူညံရသူတို့မှာဘဝမလွတ်မြောက်စေတဲ့အစွမ်းတတ္တိများရကြတယ်ဒီလိုပို့ဆောင်တဲ့ကုသိုလ်ရဲ့ဘာဝနာရဲ့အစွမ်းဟာလေအံဩဝယ်ပါ ဘဝလွတ်မြောက်သည့်အထိစွမ်းဆောင်တဲ့ဘာဝနာကိုရရှိကြပါဒါပြင်ထူးခြားတဲ့ဘဝကိုပို့ဆောင်တတ်တဲ့မဂုတ်ကုသိုလ်ဆိုတာလည်းရှိပါတယ်ဒီမဂုတ်ကုသိုလ်ဟာစမ်းစိတ်များမှဖြစ်ပေါ်လာတာ အမြင်အာယုံတွေပိတ်ပင်တားဆီးတဲ့တဲ့နိဝရဏတွေစွန့်ခွာပြီးတော့ကာမဝဇ္ဇရာကုတုတွေထူချတဲ့စွမ်းရည်ရှိပါတယ်ဒီပုဂ္ဂိုလ်တွေဟာမကုတ်ကုတုဒူးရတဲ့ပုဂ္ဂိုလ်တွေဟာဒါဆက်လက်ကြိုးစားလို့ရှိရင်အကြအမြင်အမျိုးမျိုးတကိုးဖုံဖုံအံ့ဩဖွယ်ဖြစ်အောင်တကူးများရနိုင်ပါတယ် ဒီဘာဝနာရဲ့အစွမ်းကြောင့်ဇန်ကုသူများလဲနိဝရဏကင်းပြီးတော့သူ့ရဲ့အကျိုးပေးရာဘုံကကာမဂုဏ်ချမ်းသာကင်းတဲ့ဗြဟ္မဘုံတွေဖြစ်ပါတယ်ဒီနေရာမှာဗြဟ္မဘုံဆိုရမှာရုပ်ရှိတဲ့ဗြဟ္မဘုံအတ္တညတ နန္တာရှိတဲ့ဗြမဘုံအရူပဗြမဘုံယုံနဲ့နှစ်ပါအပြည့်စုံရှိတဲ့ဗြမဘုံဒါသုံးမျိုးရှိပါတယ်နန္တာရှိတဲ့ဗြမဘုံကိုတိဘုကဖရာရှင်သမီးဒညံရဲ့အစွမ်းပဲဖြစ်ပါတယ်ဒီနေရာမှာတကယ်လို့အဲ့ဗြမများ မရှိဘူးလို့ညှင်းဆိုခဲ့မယ်ဆိုရင်ထေဇံကုသိုလ်တို့ဤအကျိုးထူးမှာအရှိနီဖြစ်ရပါတယ်ကုသိုလ်ရဲ့အကျိုးမှာအရှိနီမဖြစ်မဖြစ်ကောင်းပါဘူးဒါကြောင့်ဒီကုသိုလ်ရဲ့အကျိုးပေးရာကမြမအဖြစ်ဒါကြောင့်မြမဘုံဟာထင်ရှားရှိတယ်လို့ဆိုရမှာပါဒီမြမကြီးများရုပ်ဟာ ဒီမြမာကြီးများရဲ့ရုပ်ကိုတကူကြီးနဲ့များပင် မမြင်ရပါဘူးသူတို့ကရုပ်တစ်မျိုးပြုပြင်ဖန်ဆင်းပြမှာမြင်ရပါတယ်တာမန်လူများမှာမြင်ဖို့မလွယ်ကူပါဘူးဒီလိုတိမ်မွေ့တိမ်မွေ့နူးညံ့တဲ့ရုပ်များကြောင့်ပဂတိမျက်စိတာမန်ကမ္မစိတ်တိဉာဏ်မျိုးဖြင့် အမြင်နိုင်ပဲအဘိညာဉ်ဉာဏ်မြင့်တာမြင်နိုင်ပါတယ်ဒီလိုအဘိညာဉ်ဉာဏ်ဖြင့်မြင်နိုင်တဲ့ပြမာကိုမိမိတို့မမြင်ရ၍မရှိဆိုလင်မှန်ဘလူးဖြင့်ကြည့်မှမြင်ရတဲ့ပဂရိမျက်စိအရာကိုမှန်ဘလူးဖြင့်ကြည့်မှမြင်ရတဲ့အရာကိုပဂရိမျက်စိဖြင့်မတွေ့ရ၍မမြင်ရဟုဆိုခြင်းမှာမမြင်ရဟုဆိုသောသူနှင့်တူပါတယ် နတ်မြတ်ဟာမြမာတွေလောက်ယုံများ မသိမ်မွေ့တော်လဲပဲလူတို့ပြင်ပဂရိမျက်စိပဲမမြင်နိုင်ပါဘူးလူတို့ရဲ့ပဂရိအသွားဖြင့်လည်းမရောက်နိုင်ပါဘူးနေပြည်ကိုတကူအပိညာဉ်ဖြစ်တာရောက်နိုင်တယ်တကူအပိညာဉ်ဖြစ်တာမြင်နိုင်တယ် ဒီဘုံလေးကဇံအပင်ကြီးလောက်အချိန်မကြီးတော့ကာမကာမဝဆရကုသိုလ်ရဲ့အကျိုးပေးရဘုံဖြစ်ပါတယ်။နက်ပြီရှင်ကဘုရားရှင်များတကုရှင်ရန်တာများသာသနာ့ဘယတိကြီးများနက်ပြီဂျမပြည်သူတောက်ကြဘုံများကို ကျမ်းဂန်များမှာလေ့လာရပါတယ်တချို့ကဒီလိုမမြင်ရလို့နှလောကကိုဝိညာဉ်လောကလို့ဆိုကြတယ်အမှန်မှာဝိညာဉ်သာမကယုံ nant ကလစီများဖြင့်ဖွဲ့စည်းထားတဲ့ခန္ဓာပါဒါနဲ့ပြီဆိုတာတိမ်မွေးတဲ့ရုပ်ဖြစ်လို့မမြင်ရခြင်းပါလောကမှာ လေနိုင်ရှိသောရုပ်မှာအထည်တွေ့ရှိတော့လဲမမြင်ရပါဘူးအတန်အဆက်ဆက်ပြန့်လာတဲ့အတန်လိုင်းများထိတွေ့လို့ပင်မရပါဘူးအဲယခုခေတ်လို့ပြောမယ်ဆိုရင်အင်တာနက်ကပို့တဲ့ရုပ်တွေအင်တာနက်ကပို့တဲ့အတန်ရုပ်ဓာတ်တွေဒီရုပ်တွေဟာမြင်နေရကြားနေရပါပဲဒါတိမ်မွေ့လို့ထိတွေ့လို့မရပါဘူး ဒီယုတ်တိထသိမ့်မွေ့နူးညံ့လာတဲ့နေပြမာတို့ယုတ်ကလည်းပဲဒါပကတိမျက်စိဖြင့်မမြင်နိုင်ဘူးပေါ့နာတကထုတ်ပြောရရင်မြတ်စွာဘုရားလက်ထက်က အာလဝီပြည့်အနီညောင်မင်းကြီးမှာအာလာဝကဘီလူဤဗိမာန်ရှိဘူးပါဒီဗိမာန်ကို မြတ်ဗုဒ္ဓကြွားက အာလဝကမရှိခိုက်ဝင်ရောက်တရင်သုံးကအာလဝကဤဇနီးနဲ့အရှေရဏမြတ်အားတရားဟောတော်မူတယ်ဒီအာလဝကဗိမာန်ကိုလူတွေလည်းမမြင်ရ။သွာလာနေသူတို့ကိုလည်းတိုက်မိခိုက်မိလည်းမရှိ။ဒါအထောက်ထားတစ်ခု ယခုခေတ်အချို့နေရဲသစ်ပင်တွေမှာနတ်သရေတစ်စင်းများရှိတယ်လို့ပြောကြသို့သောမမြင်ရပါဘူးသူတို့ရဲ့သုံးဆောင်တို့ကိုလည်းမတွေ့ရပါဘူးသူတို့ကထင်ရှားပြသောအခါမှာမြင်ရအချို့နတ်ဘူးသူတရေဘူးသူကိုကြုံတွေ့ရလူကိုဝင်ပူးနေတဲ့နတ်သရေများကိုမမြင်ရတော့လဲသူတို့ပြောရနတ်ဘူးမှန်းသိကြရတယ်ဒါကြောင့် ဗဂရိမျက်စိဖြင့်မမြင်နိုင်လောက်အောင်သိမ်မွေ့တဲ့ယုံများရှိတယ်သူတို့ထင်ရှားပြမှာသာလင်ကမ္မစိတ်တိတကူရှိသောတတ္တဝါသေးသာမြင်နိုင်တယ်ထင်ရှားလာပါတတ္တဝါများမှာအချို့ပိတ္တာမျိုးပင်ဖြစ်၍အချို့နဲ့အချို့မှာနဲ့အញ្ញံစားများပင်ဖြစ်ပါ ဒီတတဝမျိုးဟာသိရသိရတာသဲလွန်စားမှာနဲ့ပြီးရှိသည်ဆိုရနိုင်ထောက်ထားပင်ဖြစ်ရပါတယ်ဒီပိတ္တာတွေနဲ့ဒီနဲ့အညံစားတွေကိုဒီလောကမှာတွေ့နေရခြင်းအပြင်နဲ့ပြီးရှိတယ်ဆိုတဲ့အထောက်ထားပဲယခုသိမ့်ပံပညာထုံးကားတဲ့ခေတ်မှာသိမ့်ပံပညာဖြင့်စံသက်မရကမရှိလက်မခံလို့ဆိုခြင်းမှာ ဒီပုဂ္ဂိုလ်များက သိပ္ပံပညာမမီနိုင်လောက်အောင်သိမ်ဝေထူးဆန်းလာတဲ့သဘာဝဓမ္မသဘာဝဓမ္မများရှိနေသေးသည်ကိုလည်းဒါမမေ့အပ်ပါ။နဗီဂျမဘီတိရှိမှာဒိဗ္ဗစက္ခုအရာဖြစ်တယ်သိပ္ပံပညာရဲ့အရာမဟုတ်ပါဘူးနဗီတို့ရောက်ရေးမှာတကူအဘိညာယတာဖြစ်တယ် ဘာဝနာအစွမ်းဖြင့်သာရနိုင်တယ်။ဒါသိပ္ပံရဲ့အရာမဟုတ်ပါဘူး။ဒါကြောင့်ဒီလိုနဲ့ပြည်ပြမပြည်တို့ယောက်ျောင်းအဘိညာဉ်တကူအကျင့်ဝိပဿနာဘာဝနာများကိုမကျင့်ပဲမရှိလို့ဆိုရင်းမှဒါလောကတဘာဝဓမ္မနဲ့မကိုက်ညီဘူးလို့ဆိုရမှာပါ ဒါကြောင့်ကျမ်းစာတွေမှာပါတဲ့နတ်ပြည်ပြမပြည်ရှိတယ်ဆိုတာဒီလိုကြံ့ခံအထောက်အထားများဖြင့်ဒါသိရှိနိုင်ပါတယ်